ဟုတ်ကဲ့ဥပနိတိယပစ္စည်းပူရိမာပူရိမာအပြာကရဓမ္မရဲ့ဆိုလိုရင်းကိုတိပြစီခမရလို့မိထားပါရဲ့ဆရာอืมအာအမြအဖြစ်ဒီပဋ္ဌာန်းကိစ္စမှာကျွန်တော်တို့ကတကယ်တော့စေယသဘောတရားကိုဆင်ခြင်ပါတယ်เนาะ ဥပနိတယမှာဆိုရင်တော့နည်းနည်းလေးထူးခြားတယ်နော်ဥပနိတယပစ္စည်းမှာဆိုပါဆိုကျွန်တော်တို့ရဲ့နေရာကျွန်တော်တို့နေတဲ့ပုံကိုယ်တွေအဲ့ဒီဥပနိတယပစ္စည်းမှာဆိုရင်တော့ကျွန်တော်တို့ကအခြေအနေအတိုင်းဘလိုတွေအာဖြစ်မလဲဆိုပြီးတော့ဘလိုမျိုးဟာမျောလဲနိုင်မလဲဆိုတဲ့ဟာကျွန်တော်တို့ကအာဆင်ခြင်သင်ပါတယ် အဲဆိုကျွန်တော်တို့ကတန်တော်တဲ့ပုံကိုယ်တွင်နဲ့နေနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီဟာအတိုင်းပြီးတော့ကျွန်တော်တို့ကတန်တော်တဲ့အချင်းကိုကျင့်ကြံအထောက်နိုင်မှာပေါ့နော်တန်တော်တဲ့ပုံကိုယ်တွင်ဆိုပါစို့အာတီလာရှိတဲ့တရားအားထုတ်တဲ့ပုံကိုယ်တွင်နဲ့အတူကျွန်တော်တို့ကနေနိုင်မယ်ဆိုလို့ရှိရင်တရားအားထုတ်လို့ကောင်းတဲ့အားထုတ်နိုင်မဲ့နေရာမှာကျွန်တော်တို့ကနေနိုင်မယ်ဆိုရင် ကျွန်တော်တို့ကအဲ့လိုဆိုရင်တော့အာထုံနိုင်မှာပေါ့ဆိုအာထုံမှာပေါ့တန်တော်တဲ့အလုပ်ကိုလုပ်မှာပေါ့ကျွန်တော်တို့ကတန်တော်တဲ့လူတွေနဲ့လည်းမနေဘူးဆိုရင်တန်တော်တဲ့နေရာမှာလည်းမနေဘူးဆိုရင်ကျွန်တော်တို့ကအဲ့လိုဆိုရင်တန်တော်တဲ့အလုပ်တွေလည်းလုပ်မှာမဟုတ်တော့ပါဘူးဒါဆိုဒီနေရာမှာဥပနိသေယပစ္စည်းကတခြားပစ္စည်းတွေမှာအမတန်ထူးထူးခြားခြားกว่าတယ် တခြားပစ္စည်းတွေကဒီလိုအသေးစိတ်စိတ်မှစိတ်တသိမ်းမှအတေအကြာဒါလီဒီလိုမျိုးခဏလေးပေါ်လာရင်ဟိုခဏလေးဒီဖြစ်ပေါ်လာမယ်ဆိုတာအတေအကြာရှင်းပြပေးတယ်။ဒါပေမဲ့ openate ရဲ့ပစ္စည်းကနည်းနည်းလေးထူးခြားတယ်နော် openate ရဲ့ပစ္စည်းကဒီပိညာပိညာလောကကိုရှင်းပြပေးတယ်။ကျန်တဲ့ပစ္စည်းတွေကအများအားဖြင့် paramat လောကကိုရှင်းပြပေးတယ်။ အဲ့တော့ကျွန်တော်တို့ကအဲ့လိုဆိုရင်ဥပနိဒေယပစ္စည်းမှာကျွန်တော်တို့ရဲ့လက်တွေ့လက်တွေ့ဘဝမှာအကျိုးလေးနာအကျိုးရအောင်လေ့လာနိုင်ပါတယ်အဲ့လိုဆိုပူရိမာပူရိမာဆိုတာအရင်နော်ဒါဆိုအရင်ကပါတယ်ရှိလဲဆိုတာဒါဆိုအရင်ကရှိနေတဲ့အကြောင်းတွေအတိုင်း now မှာအကြောင်းတွေကဖြစ်ပေါ်လာတာပေါ့ဒါဆိုအရင်က ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ဆိုရင်အရင်ကတင်တော်တဲ့နေရာမှာတင်တော်တဲ့ပုံကိုယ်တွေနဲ့ပေါင်းခဲ့တဲ့ဆိုလို့ရှိရင် now မှာပြီးတော့တင်တော်တဲ့အခြင်းကိုတင်တော်တဲ့အလုပ်ကိုတင်တော်တဲ့စိတ်စကားနဲ့အလုပ်ကိုကျွန်တော်တို့ကလုံနိုင်မှာလုံမှာဆိုပြီးတော့မြတ်စွာဘုရားကမိန့်တော်မူပါတယ်ခုကျွန်တော်ကတို့တဲ့အပြာကတာဓမ္မဆိုတဲ့ဟာတွေ့ရပါတယ်အပြာကတာအခဏလေး ဒါဆိုအရင်ကကျွန်တော်ပြပြထားတဲ့ဥပနိတရဲ့ PC ကိုကျွန်တော်ကရိုးရိုးပုံစံအဖြစ်ရှင်းပြပေးပါတယ်အပြကတာဓမ္မဆိုတဲ့နေရာမှာကျွန်တော်တို့ကသတိထားမယ်အပြကတာဓမ္မဆိုတာအဲနည်းမျိုးရှိပါတယ်အာတခုအာတခုကတချို့ကအပြာကတာဓမ္မဆိုတဲ့စကလုံးကို ကုတောလည်းမဟုတ်ဘူးအကုတောလည်းမဟုတ်ဘူးဆိုတော့တရားဓမ္မအနေနဲ့အဲဒါဆိုတရားအဖြစ်အပျက်ကိုသူတို့ကပြောကြပါတယ်အာတချို့ကတော့အပြာကတာဓမ္မကိုဆိုတော့ဟာမက်ဖို့အနေနဲ့ရှင်းပြကြတယ်ပေါ့ဘာကြောင့်လဲဆိုတော့ဖို့ရသွားပြီးရင်အထက်ကတော့ယဟန္တာမက်ဖို့ရသွားပြီးရင်အဲ့ဒီမှာပြနေတဲ့ အလုပ်တွေကိုကျွန်တော်တို့ကအပြာကတာထာမှာလို့ပြောတတ်ပါတယ်နော်ဒါမျိုးကိရိယာလို့ပြောတတ်တယ်ဒါဆယ်ဒီအခါမှာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးအဲ့လိုဆိုရင်အပြာကတာဆိုတဲ့ဟာဖြစ်သွားပါပြီအဲ့လိုဆိုရင်ဒီနေရာမှာဥပနိတေယပစ္စည်းပရိမာပရိမာအပြာကတာထာမှာဆိုရင်တော့အရင်ကပြုခတဲ့အမ်အရင်ကပြုခတဲ့ ယဟန္တာအလုပ်တွေကိုပြောတာလားဆိုပြီးတော့အဲ့ဒီဟာဆိုရင်အာစာအုပ်ကိုပြန်ကြည့်ရမယ်အမ်ပဋ္ဌာန်းကိစ္စမှာကျွန်တော်တို့ကတကယ်တော့ဆရာတော်မထေမြတ်ကြီးတွေကရှင်းပြထားတဲ့အမ်ရှင်းပြချက်ကိုလိုက်နာမယ်ဆိုရင်တော့ကိုပြီးအစင်ဖြစ်ပါတယ်ဒီတိုင်းအပါလိစကလုံးတွေကိုကြည့်လိုက်ပြီးတော့အဲ့ဒီဟာအတိုင်းတော့မသိနိုင်ပါဘူးဆရာတော်မထေမြတ်ကြီးတွေကဆုံးဖြတ်ထားတဲ့ရှင်းပြချက်ကို လေးစားမယ်ဆိုရင်ပူပီအဆင်ပြေမှာပါအဲ့တော့ဒီရှင်းပြချက်တွေကိုကျွန်တော်တို့ကအာယိုယိုပုဂ္ဂိုလ်တွေအနေနဲ့ဒါဆိုအပိဓမ္မာမှာထူးထူးခြားခြားလေးလားမှုမရှိဘူးဆိုရင်ဘယ်နေရာမှာဖနိုင်မလဲဆိုတော့ပါချုပ်ဆရာတော်ကြီးရဲ့စာအုပ်ရှိပါတယ်စာအုပ်ရဲ့နာမည်က Sa oye nami piome. Patamya ditana nami piome. Haute, patamya ditana. Rachino ka sa oko dinia ma pochi. Pochi lai pame di maya nai mala. Pochi lai pame di maya nai mala. ဟုတ်စာအုပ်ကဝင်နေပြီနည်းနည်းလေးတော့အချိန်ကြာမယ်ဒါဆိုဒီစာအုပ်မှာဘာချုပ်ဆရာတော်ဖျားကြီးကဆရာတော်မထင်းမြတ်ကြီးတွေကဆုံးဖြတ်ထားတဲ့အနေအထိပ်ပဲကိုမိတော်မူပါတယ်အဲ့တော့အဲ့ဒီမှာဒီဒီချာချာအသေးစိတ်ဖတ်မှဆိုရင်တော့ဟိုကောင်းပါလေဟုတ်ဆရာโอเค